ရိုးသားဖြောင့်မတ်ပြီးအများပေါ်ချစ်ခင်တနာတတ်သူတဦးရှိ၏သူသည်အပေးကမ်းရရောပြီး သူတထူးအပေါ်တွင်ကုညီရင်ပင်တတ်သူတဦးဖြစ်၏ထို့ကြောင့်အများက သူအားမောင်ရိုးဟုခေါ်ကြလေဒီတနေ့တ၌မောင်ရိုးသည်ခီးသွားရင်ဆုံးဖြတ်လိုက်သည်ထို့ကြောင့်သူပိုင်သည်ပစ္စည်းအလုံးကိုထုခွဲရောင်းချပြီးတောင့်တင်းတန်ဆွသောမြင်းကောင်းတစ်စီးကိုဝယ်ယူလိုက်သည် သူသည်မြင်းကိုကုန်းပြီးဆင်ပြီးအစာရေစာနှင့်လမ်းခီးအတွက်လိုအပ်သောပစ္စည်းအချို့ကိုမြင်းကုန်းပြီးအိတ်တွင်ထည့်သည်ထို့နောက်အရှင်မြတ်ထံတွင်ဆုတောင်းပြီးခီးထွက်လာခဲ့သည့်ခီးများစွာမပေါက်မီ သူ၏နောက်မှ အခြားမြင်းစီးသမားတအူလိုက်ပါလာသည်ကိုသတိထားမိသည် မောင်ရိုးသည်ထိုသူအားစောင့်ဆိုင်နေလိုက်ပြီးကျိုးဆူနှုတ်ဆက်ကထိုသူ၏အမိကိုစတင်မေးလိုက်လေသည် ထိုသူကကျုံနာမည်မောင်ဆိုးပဲဟုပြန်ပြောလေဆိုလိုက်တဲ့နာမည်နယ်ပြားသည့်နာမည်မျိုးဘသူကများပေးပါလိမ့်ဟု၍မောင်ရိုးကစုံစမ်းလိုက်လေသည်ကျုံမိဘတွေကမှဲ့လို့လူတိုင်းကခေါ်ကြတဲ့နာမည်ပါဗျာကျုပ်ကဘာတက်နိုင်မှလဲခမည်းနာမည်ကရောဘာတဲ့လဲဟုမောင်ဆိုးကပြန်မေးလိုက်လေသည်ကျုံနာမည်ကမောင်ရိုးလို့ခေါ်ပါတယ် မောင်ယိုးနှင့်မောင်စိုးတို့နှစ်ဦးသည်အတူတကွခီးဆက်ကြရင်ဆုံးဖြတ်လိုက်ကြသည်သူတို့နှစ်ဦးငင်းကိုစီဖြင့်ခီးဆက်ခဲ့ကြရာရေကောင်းရေတန်းရသည့်စမ်းကြောင်းတစ်ခုသို့ရောက်ရှိလာခဲ့ကြလေသည် ထိုစမ်းကြောင်းနဘေးတွင်တစ်ပင်တစ်ပင်ရှိလေသည် ထိုတစ်ပင်၏အရေးမှပင်စီချေရင်သို့ကြာရောက်နေပြီဖြစ်၍ငွန်းတဲ့ချိန်ဖြစ်ကြောင်းသိကြရလေသည်ထို့ကြောင့်မိလေစာစားရန်ရန်နာဖို့သဘောတူဆုံးဖြတ်ကြလေသည်ဤတွင် မောင်စိုးက အခုကျုပ်တို့နှစ်ယောက်သားခီးသွားပေါ်ရီဖြစ်နေကြပြီပဲပါလာတဲ့အစားအစာတွေကိုဝေမျှစားကြတာပေါ့နှစ်ယောက်စလုံးရိတ်ခအိတ်တွေကိုဖွင့်နေဖို့မလိုတော့ပါဘူး ခမ ्या ယူလာတဲ့အစားအစာတွေကိုအလင်းစားကြမယ်ခမ ्या ယူလာတာကုံသွားတော့မှကျုပ်ယူလာတာတွေကို အတူဝေမျှစားကြပြန်တာပေါ့ခုပြောလေသည်မောင်ရိုးသည်မောင်ဆိုးဤအကြံကောင်းပါပေသည်ဟုတွေးမိပြီးသူဤကုံမီအိတ်ကိုဖွင့်၍မောင်ဆိုးနှင့်အတူ စားတော့ခွေရများကို ခွဲဝေစားတော့လိုက်လေသည်ဤနည်းတိုင်းမောင်ရိုးတွင်ပါလာသည်။အစားအစာများကိုနှစ်ယောက်သားခွဲဝေစားပြီးခီးဆက်လာခဲ့ကြရာရက်တန်ကြသောအခါမောင်ရိုး၏အစားအစာများကုန်သွားလေတော့ ်သည်ယခုအခါမောင်ဆိုး၏အလဲသို့ရောက်လာခဲ့ပြီဖြစ်သည်တို့ရတွင် စားချိန်တောက်ချိန်ရောက်လာတိုင်းမောင်ဆိုးသည်ကွေရာသို့သွားရောက်ပြီးသူ့စားစာများကိုသူတယောက်တည်းစားတောက်ပစ်လေသည် မောင်ရိုးသည်ရင်ကျေးတိမ်ွေပြီးအရှက်ကြောက်ကြီးသူဖြစ်၍ညီတို့မြမပြောဘဲနေလေသည်တို့ရတွင် ရက်တန်ကြာ၍ အလွန်ဆာလောင်ပြီးအာအင်ချွတ်တဲ့လာသည့်အခါမောင်ရိုးသည်မအောင်ဤနိုင်တော့ပဲဒီမှာကိုဆိုးကျုပ်တို့နှစ်ယောက်စားတောက်ခွေရာတွေကို အတူဝေမျှစားတောက်ကြမယ်လို့သဘောတူခဲ့ကြတယ်ကျုပ်ရဲ့စားစရာတွေကိုလည်းခမရအားစားခဲ့ပြီးပြီးခုခမရအနေကြတော့ကျုပ်ကိုခွဲဝေမကြွေးပါကလားဟုအရေးစွန့်၍ပြောလိုက်လေသည် ထိုခါမောင်ဆိုးကကျုပ်ကပညာရှိပဲဗျကျုပ်တို့ခီးကကြာရှိမဲကျုပ်အစားအစာတွေကိုခမည်းနဲ့ခွဲဝေစားမယ်ဆိုရင်မကြခင်ကုံသွားမှာပေါ့ဒီတော့နှစ်ယောက်စလုံးမျက်မဲကျုပ်အစားအစာတွေကိုကျုပ်တယောက်ခဲစားမှသာကျုပ်အသက်ရှည်တော့မှာပေါ့ဗျဟုပြန်ပြောလေသည်ဩဒီလိုလားတာဆိုရင်ခမည်းနဲ့ကျုပ်ခီးတူသွားလို့မဖြစ်တော့ဘူးဟုမောင်ရိုးကပြန်ပြောလေသည်တို့ဖြင့်လမ်းဆောင်လမ်းခွတနေရာတို့ရောက်သည့်အခါသူတို့နှစ်ဦး လမ်းခွဲလိုက်ကြလေသည် မောင်ရိုးတယောက်ထဲငင်းစီခီးဆက်ခဲ့ရာနေဝင်ချိန်တွင်လူသူကင်းမဲ့သောစက်ယုံပြက်တစ်ခုသို့ ရောက်လာခဲ့လေသည်မောင်ရိုးသည် သူ့မြင်းကိုစကြက်သို့မောင်းလို့လိုက်ပြီးထိုညအတွက်အိတ်ဆက်ရန်စက်ယုံပြက်အတွင်းသို့ဝင်ခဲ့လေသည်စက်ယုံအတွင်းထောင်းတစ်ထောင်တွင်ပိတ်ဆို့ထားသောကြောက်တုံးကြီးတုံးကိုတွေ့ရလေသည် သူသည်ထိုကြောက်တုံးနောက်ွယ်တွင် ကုန်းမီအိတ်ကိုခေါင်းလုံး၍ တဲအိတ်လိုက်ရာချက်ချင်းပင်အိတ်ပျော်သွားလေသည်မကြမီပင်ဆူဆူငင်းငင်းအတန်များကြောင့်မောင်ရိုးသည်ရုတ်တရက်လန့်နိုးလာခဲ့သည်ကြောက်တုံးနောက်ွယ်မှချောင်းပြီးလှမ်းကြည့်လိုက်ရာချင်းသည်ကျောင်းဝန်ပလွေနှင့်မြေခွေးတို့လေးဦးသားလာရောက်အောက်တွားမြင်းဝိုင်းဖွဲ့စကားပြောနေကြသည်ကို တွေ့ရလေသည်ချင်းတိတ်ကြီး၏လူနေရရဲ့ဟိဥ၍ပြောတံကိုကြားလိုက်ရသောအခါမောင်ရိုးမှအထူးပင်ကြောက်လန့်သွားမိသည် တို့ရရင်ကြားကြီးကဒီလိုစိတ်ယုံပြည့်ကြီးတဲ့ဘသူမှဝင်ရဲမှာမဟုတ်ပါဘူးဟုပြောလေသည်ဝင်ကလေးကလည်းဒီလောက်ခြောက်ချားစရာကောင်းတဲ့နေရာမျိုးကိုလာရင်ခမည်းတတိရှိမှပေါ့ဗျဟုထက်လောင်းပြောလိုက်ပြီးဝင်ကလေးဤအဆုပ်ပြုတ်ချက်ကိုမြေခွေးကလည်းသဘောတူလိုက်ပြီး ဘာမှစိတ်နှောင့်ယှက်ဖြစ်เสียရမရှိပါဘူးပြကျုပ်တို့တိရာတွေကိုခါတိုင်းလိုပဲပြောကြတာပေါ့အခုအကြံပေးလေသည်တို့နှင့်ချင်းတိကြီးကလည်းကိုင်းဒီလိုဆိုရင်ကျုပ်တို့တိထားတဲ့လှုပ်ဝက်ချက်တွေကိုပြောကြပါစို့ဟုထောက်ခံလိုက်လေသည် စိတ်ဝင်စားဖို့ကောင်းတဲ့လှုပ်ဝဲချက်တစ်ခုကိုကြုတ်တိထားတယ်။အဲ့ဒါကတီနာတင်ရှိနေတဲ့ခုကြားကစတင်ပြောလိုက်ပြီးဒီစိတ်ယုံကြည်ရဲ့နေရာအနှက်မှာချက်တွေနေကြတယ်။သူတို့မှာရွှေတင်ကားတွေအများကြီးစုဆောင်းရရှိထားကြတယ်။နောက်ပါတဲ့ညအခါမှာချက်တွေဟာသူတို့ရဲ့ယန္တနာတွေကို ထုတ်ယူလာပြီးစိတ်ယုံခံမှုပုံမှန်ထင်ကင်းလိုက်ကြတယ်ပြီးတော့ ့ညရောင်အောက်မှာတလက်လက်တောက်ပနေတဲ့ရွှေတင်းကားပြားတွေနဲ့ညလုံးပေါက်ကခုံပျော်ပါကစားလေးရှိကြတယ်။အင်မနဲ့ကြတော့သူတို့တွေဟာရွှေတင်းကားတွေကိုကြက်တွင်းတွေထဲမှာလုံလုံကျုံကျုံပြန်သိမ်းထားလိုက်ကြတယ်။ထို့တို့သူတိထားသည့်လှိုးဝှက်ချက်ကိုကြားကြီးကပြောပြပြီးနောက်ဝင်းပလီပြောရန်လှဲသူရောက်လာသည်။ကျုပ်တိရဲ့ဘရင်ကြီးတစ်ပါးမှာတမီးတော်တစ်ပါးဟာယူတုဝေဒနာဆွဲကပ်နေပါတယ်။ မင်းသမီးတော်ဟာတနေ့ထက်တနေ့ပိန်ချုံလာတယ်။မင်းသမီးလေးရဲ့ဝေဒနာကိုစိတ်မြစ်တမျိုးနဲ့တော့ကုလို့ရနိုင်ပါတယ်။တိုးထိန်တူဟာအဲ့ဒီဆေးပင်တွေကိုစိုက်ထားပြီးအမြစ်တွေကို သူ့တိုးတွေကိုကျွေးတယ်။သူ့တိုးတွေကတော့တတိုင်းပြည်လုံးမှာအတန်ဆွမ်းဆုံးတိုးတွေပါပဲ။အဲ့ဒီဆေးမြစ်တချို့ကိုနှုတ်ရည်နဲ့ကြိုကျက်တိုက်ရင်မင်းသမီးလေးရဲ့ရောဂါဝေဒနာဟာယူပစ်တယ်လို့ကြောက်ကင်းသွားလိမ့်မယ်။ခုဝန်ပလွေကပြောလေသည် မြေခွေးကလည်းသူတိတော်လှုပ်ဝဲချက်တစ်ခုကိုပြောပြပြန်နေသည်ကျုပ်ကတော့တီဆက်ယုံကြီးနဲ့တမိုင်ကွာအတွင်းမှာရှိတဲ့နန်းတော်ဟောင်းတနေရာကိုတည်ထားတယ်။အဲဒီနန်းဟောင်းကြီးအောက်မှာစမ်းချောင်းတစ်ခုရှိတယ်။အဲဒီစမ်းရည်ဟာကြည်လင်အေးမြပြီးဩဇာတက်နဲ့ပြည့်စုံနေ ဒါပေမဲ့အခုတော့နှိုက်တရိုက်အငြိကြီးတွေပိတ်ဆို့နေလို့ရေမထွက်တာကြပါပြီ။ဆမ်းရည်တွေတတင်တင်စီးထွက်ခဲ့တော့ငါဆိုရင်တင်းငံပတ်မှန်တွေဝေဝေဆာဆာနဲ့အင်မတန်နှပ်ပတဲ့ဥယျာဉ်တစ်ခုရှိခဲ့တာပေါ့။အခုတော့အဲ့ဒီဥယျာဉ်မြေစီတွေကုန်ခန်းလို့တီးပင်ပန်းမြင်တွေလည်းမဖြစ်ထွန်းတော့ပါဘူး။ဟာ ပြုတ်ဝဲချက်များကိုအပြန်အလှန်ပြောကြပြီးနောက်တော်တရိဆန်အတီတီလည်းကိုနေရာကိုပြန်သွားကြလေသည်တရိဆန်များဤအနည်းငယ်မရှိတော့ကြောင်းစိတ်ချရသောအခါမောင်ရိုးသည်ပုံအောင်နေရာမှထွက်လာခဲ့ပြီးထို့နောက်ကြားပြောသွားသည့်အကြောင်းအရာမှန်မမှန်သွားကြည့်လေသည်စိတ်ယုံခံမှုပေါ်သို့တက်ကြည်ရာလာရောက်ဖြင့်တဖိတ်ဖိတ်လက်နေသောရွှေတင်ကားများစွာကိုမြင်တွေ့ရလေသည် ကြက်များမှာရွှေတင်ငါများပေါ်တွင်ပျော်ရွှင်စွာကခုံမြူးတူးနေကြလေသည် မောင်ရိုးသည်ကြောက်ခဲဖြင့်ပြစ်ပေါက်ခြောက်လန့်၍ကြက်များကိုမောင်းထုတ်လိုက်လေသည်ကြက်များလည်းတွင်းများထဲသို့ဝင်ပြေးသွားကြလေသည်မောင်ရိုးသည်ရွှေတင်ငါများကိုကောက်ယူ၍အိတ်များတွင်အပြည့်ထည့်ယူလိုက်လေသည် ထိုနောက်အနီးဆုံးရွာတစ်ရွာတွင်ညအိတ်အနားယူရန်မြင်းကိုဒုံးစီးထွက်လာခဲ့သည် နောက်တစ်နေ့မိုးလင်းလျင်မောင်ရိုးသည်ရွာစုံရဖျားသို့သွားရောက်ကြည့်လေသည်ဤတွင်ဝါဖြိုးတန်ဆွမ်းသောတိုးအုပ်ကြား၌ထိုင်နေသည့်တိုးထင်းတဦးကို တွေ့ရသည် ထိုအခါမောင်ရိုးသည်ဝန်ပလွေဤပြောကြားချက်များကိုတရားမိလေသည်ထိုကြောင့်တိုးထင်းခံသွား၍အထူးစိတ်မြင့်ရှိပါက သူအားအနှဲငယ်ဝင်းမြပေးတောင်းတိုးထင်းသည်တုံဆိုင်ဆိုင်လုံနေသည်သည်ဤတွင်ချက်များထံမှရလာသော ရွှေတင်ကအချို့ကို မောင်ရိုးကပေးကမ်းလိုက်လေသည်ထိုခါမှတိုးထင်းသည် အဖိုးတန်ရှားပါသောဆင်းမြေအချို့ကိုရရရောရောပေးလိုက်လေသည်ထို့နောက်မောင်ရိုးသည်နာမကျန်းဖြစ်နေသောမင်းသမီးလေးဆန်ရမြို့တော်သို့ရှေးရှုထွက်လာခဲ့လေသည်ချွေမြို့တော်တွင်မင်းသမီးလေးအတွက် လူတိုင်းပင် ပူဆွေးတော်ကရောက်နေကြရသည် သူတို့ကမင်းသမီးလေး၏ဖြစ်အိမ်ကို မောင်ရိုးအားပြောပြကြရာဝန်ပလွေထံမှကြားခဲ့ရသည့်အတိုင်းပင်ဖြစ်နေလေသည်မင်းသမီးလေး၏ယောဂါကို သူကုသပေးနိုင်ကြောင်း မောင်ရိုးကပြောပြလိုက်သည် ထိုအခါယောဂပျောက်ကင်းအောင်မကုနိုင်နဲ့မောင်ရိုးသည်တေးတန်းအဖြစ်ပေးခံရမည်ဖြစ်ကြောင်းမြို့သူမြို့သားများကတတိပေးကြလေသည်မောင်ရိုးကမူမကြောက်မရွံ့နာမတွန့်ချေသူသည်နန်းတော်သို့သွား၍မင်းသမီးလေးထံဝင်ရောက်ကစားလေသည်ထို့နောက်နွားနို့အနေငယ်ကို တောင်းယူကစိတ်မြင့်ထဲ့ကြပြီးမင်းသမီးလေးအားတိုက်ကြွေးလိုက်လေသည် အချိန်နှဲငယ်အတွင်းမှာပင်မင်းသမီးလေး၏ပါပြင်ထက်တွင်သွေးရောင်များရှက်တမ်းလာပြီးမင်းသမီးလေးမှာယောဂပြောက်ကင်းပြီးစံမာလန်းဆန်းလာခဲ့လေသည် မင်းသမီးလေးယောဂပျောက်ကင်းကျန်းမာလာသဖြင့်တိုင်းသူပြည်သားများမှာရှင်တပြုံးပြုံးဝမ်းသာမဆုံးရှိလေသည် ထို့ပြင်မင်းသမီးလေးနှင့် မောင်ရိုးတို့မြစ်တာတက်ဝင်ချစ်ခင်မျက်နှာ၍လက်ထက်မင်္ဂလာပွဲဆင်နွှဲလိုက်ပြန်သောအခါကြည်သူအများမှာနှစ်ဆတိုး၍ဝမ်းသာကြည်နူးကြရလေသည်ဘယင်ကြီးသည်ယောက်ျားမထွန်းကားသဖြင့်မောင်ရိုးအားအင်ရှိမင်းသားအရာကိုပေးလိုသည်တို့ရတွင် မောင်ရိုးမှာထိုထက်သာသောအကြံစီရှိသဖြင့်အင်ရှိဥပရာစာမလုပ်လိုခြင်း ။မောင်ယိုးသည်မြေခွေးပြောဖူးသည့်နန်းတော်ဟောင်းနေရာသို့သူ့ဇနီးမင်းသမီးလေးကိုခေါ်ဆောင်လာခဲ့သည်။ထို့နောက်ရေကြည်စန်းကိုပြန်လည်တူးဖော်လိုက်ပြီးပြီးလျှင်နှပ်ပသောဆန်အိမ်တစ်ဆောင်ကိုလည်းဆောက်လုပ်လေသည်။နှင့်အနေငယ်တွင်၌ထိုနေရာသည်ကဘာပေါ်တွင်အနှပ်ပဆုံးဥယျာဉ်တစ်ခုဖြစ်လာလေသည်။မောင်ယိုးသည်ရေဦးရာသည်ဤနေ့တနေ့တွင် သူ၏ဇနီးသားသမီးများနှင့်ဥယျာဉ်တွင် လမ်းလျှောက်လျက်ရှိနေလေသည် ထိုတွင်ခလန်းလန်းမှ လူတယောက်မြင်စည်းလာနေသည်ကိုလမ်းမြင်ရလေသည်အနီးရောက်လာသည့်အခါထိုမြင်စည်းသမားမှာသူ၏ခီးသွောပေါ်ဖြစ်ခဲ့သူ မောင်ဆိုးဖြစ်ကြောင်းတွေ့ရလေသည် မောင်ဆိုးကမောင်ရိုးအားမြည်တို့မြည်ပုံကြီးပွားချမ်းသာအောင်မြင်လာသည်ကိုမေးမြန်းသည် မောင်ရိုးကလည်းသူ၏ဖြစ်ကြောင်းကုံစင်ကိုပြောပြလိုက်ပြီးထိုအခါမောင်ဆိုးသည်မောင်ရိုး၏ကုသိုလ်ကံကျိုးပေးကောင်းပုံကို အလွန်အားကြမိလေသည်ထိုကြောင့် သူသည်စိတ်ယုံပြည့်ကြီးသို့ကိုရိုင်းသွားရောက်ကြည့်ရန်ဆုံးဖြတ်လိုက်လေသည်။တရိษံများ၏လျှို့ဝှက်ချက်တင်များကိုကြားသိရပါက မောင်ရိုးကဲ့သို့ပင် သူလည်းချမ်းသာလာဖွယ်ရာရှိသည်ဟု တွေးမိသောကြောင့်ဖြစ်သည်။ထို့နောက်မောင်စိုးသည်စိတ်ယုံပြည့်အတွင်းသို့သွားပြီးစိတ်ယုံထောက်မှကြောက်တုံးကြီးနောက်ွယ်တွင်ပေါ်အောင်နေလေသည်အချိန်နည်းငယ်အတွင်း၌မောင်ရိုးပြောခဲ့မှုသည့်အတိုင်းချင်းသည့်ကြောင်းဝန်ပလွေနှင့်မြေခွေးတို့သည်စိတ်ယုံထဲသို့ဝင်လာကြသည်ကို တွေ့ရလေသည်။ တရင်ကောင်းတရင်ထူးများကိုယခုပင် တေချာပေါက်ကြားရတော့မည်ဟု တွေးပြီးမောင်ဆိုးသည်များစွာကျဉ်တ်အားရနေလေသည်ထိုစဉ်ချင်းတဲ့ကြီးကဟိုက်လူနေရပြန်ပြီဟဲ့ဟုစတင်ပြောလိုက်သည်ကြားကလည်း အရင်ကကျုပ်တို့လှုပ်ဝက်ချက်တွေကိုတည်သွားတဲ့လူဖြစ်မှာပဲဟုပြောလိုက်ပြန်သည်ကျန်တိရိစံများကလည်းယခင်ခါကချက်များဤယန္တနာတို့ကိုတစုံတယောက်ကခိုးယူသွားခြင်းဖြစ်မည်ထိုစဉ်ကချင်းသေးကလူနဲ့ရသည်ဟုပြောခဲ့ခြင်းမှလည်းအမှန်ပင်ဖြစ်ခဲ့ပေလိမ့်မည်ဟု၍သဘောပေါက်လာကြလေသည်သူတနေရာရာမှာပုံနေမှာပဲဟုဝန်ပလွေကပြောသည်ကဲကျုပ်တို့လိုက်ရှာကြရအောင်ဟုမြေခွေးကဆိုသည် ပရိသတ်များသည်ကြာကြာမရှာလိုက်ကြရကြောက်တုံးနောက်ွယ်တွင်ပုံးွယ်နေသောမောင်ဆိုးကို တွေ့သွားကြလေသည် သူတို့သည် မောင်ဆိုးကို ပုံးအောင်နေရာမှဆွဲထုတ်လာကြပြီးလေးစိတ်စိတ်၍ဝေမျှစားပြစ်လိုက်ကြလေတော့သည်